ဒါကြောင့်မေတ္တာပို့မယ်ဆိုရင်ဘဇုကိုဘဇုအရင်ပို့ရအောင်ကိုကိုကိုအရင်ပို့ရမယ်ကိုကိုကိုအရင်ပို့သောအားဖြင့်အထူးသဖြင့်ကိုချင်းစာတရားတွေကြီးထွားလာတယ်။ဩအဲ့ဒီကြမှာငါတော်တော်ချမ်းသာခြင်းပါလားငါတော်တော်ချမ်းသာခြင်းပါလားငါတော်တော်ဘေးကင်းခြင်းပါလားဆိုတာလေးကိုသဘောပေါက်လာတော့ဩသက်ရှိတတ္တဝါတိုင်းဒီလိုသဘောကြီးပဲလို့သိလာတာနော်အဲ့မှာကျမ်းမာခြင်းရဲ့တန်ဖိုးချမ်းသာခြင်းရဲ့တန်ဖိုးဘေးကင်းခြင်းရဲ့တန်ဖိုးတွေကိုလည်းပူနားလည်လာပြီးတော့ တပားသောသူတွေလည်းပဲဘေးကင်းကြပါစေ။ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ၊အဆင်ပြေကြပါစေဆိုတဲ့စိတ်ကလေးတွေကအလိုလိုဖြစ်လာတဲ့သဘောမျိုးပေါ့ဟုတ်လား။ဒီအဲ့ဒါလေးကပူပြီးတော့လေးနဲ့လာတဲ့သဘောရှိတယ်။ဒါခံစားလို့ရတယ်နော်ဒီကိစ္စမိုင်းများ။ကိုကိုကိုကောင်းစေခြင်းတဲ့စိတ်တွေများများမွေးလေးလေး။ဩသူများလည်းပဲကောင်းမှကောင်းခြင်းမှာပဲဆိုတဲ့စိတ်ကလေးဖြစ်လာတယ်။အဲ့ဒီမှာတပားသောသူတွေကို ကျမ်းမာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေအဆင်ပြေတာဒီအားလုံးဖြစ်ပါစေလို့မြတ်တံကိုစတင်ပြီးတော့စီပြန်ရပါကိုယ့်ရဲ့စိတ်ထဲမှာသူတော်ဘာရဲ့ကောင်းကျိုးတွေကိုလိုလားတဲ့စိတ်တွေကိုအဖန်တလဲလဲဖြစ်အောင်ကြိုးစားကြရပါအဲ့ဒါကိုပဲမြတ်တာပွားတယ်လို့ခေါ်တာဟုတ်လားမြတ်တာရဲ့သဘောကသူများကိုကောင်းစေခြင်းနဲ့စိတ်ကလေးပေါ့နော်အဲ့ဒီစိတ်ကလေးကိုထက်ချီတလဲလဲပုံစံလူလေးတွေထက်ထပ်ပြီးတော့ဖြစ်အောင်ကြိုးစားတာကိုကြတော့ မေတ္တာပွားများတယ်လို့ခေါ်တာနော်ပထမကတစ်ခုနောက်နှစ်ခုနောက်သုံးခုအဲ့ဒါလိုတစ်ခုပြီးတစ်ခုဖြစ်လာအောင်လုပ်လိုက်တာပဲမေတ္တာစိတ်ကလေးကိုလေဟုတ်လားကျမ်းပါပါစီချမ်းသာပါစီဘေးကင်းပါစီဟာနောက်တစ်ခါထပ်ပြီးတော့ကျမ်းပါပါစီချမ်းသာပါစီဘေးကင်းပါစီတတ္တဝါတိုင်းရဲ့အပေါ်မှာအစပိုင်းမှာတော့လေးလေးနက်နက်ရှိချင်မှရှိမယ်နောက်ပိုင်းပွားပါများလာလို့ရှိရင်နော်စိတ်ထဲမှာအင်မတန်အေးချမ်းပေါ့အင်မတန်ကောင်းစေခြင်းတဲ့စိတ်တွေတခက်ကိုစိတ်ပါလိုက်ပါလှိုက်လှိုက်လှဲလှဲဖြစ်လာပြီဆိုရင် ်အော်မေတ္တာဆိုတာအင်မတန်အေးချမ်းတာပဲလို့တကယ်နားလေလေနော်အဲ့ဒါစိတ်ရဲ့အစွမ်းလေးရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရုပ်ရည်လည်းအင်မတန်အေးချမ်းပြီးတော့ကိုယ့်ရဲ့မေတ္တာကိုရတဲ့တစ်ဖက်လူတွေလည်းပဲအကျိုးသက်ရောက်မှုအများကြီးရှိတယ်လောကကြီးကိုတကယ်ကောင်းသွားစေတယ်